မင်္ဂလာပါ Ophelia Storytelling ကနေကျန်လေကြိုးစားလိုက်ပါတယ်အတားတချင်ဆိုတာမြန်မာတလေထုံနေအရာပျော်ပွဲရှင်ပွဲ အစဉ်လာတွေမှာအကြီးမားဆုံးနဲ့အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်ဒီလို အစဉ်လာကြီးမားခဲ့တဲ့အတားတချင်ပွဲတော်ကြီးဟာပျော်ပွဲရှင်ပွဲတစ်ခုဖြစ်ခဲ့ပေမဲ့လည်းဝမ်းနဲ့ကြေကွဲပွဲဟာအသက်ဆုံးရှုံးခဲ့ရသူတို့မြန်မာရာစုမှာရှိခဲ့ဖို့ပါတယ်သူကတော့ရှမ်းပြည်တီပွန်းဆော်ဘွားကြီးရဲ့တမိတော်တပါဖြစ်တဲ့ မိဖုရားဆောလုံးဝင်ဖြစ်ပါတယ်။မိဖုရားဆောလုံးဟာအလောင်းစီတူမင်းကြီးရဲ့မြေတော်ပကံမင်းဆက်53ဆံမြောက်နေရတိယပတိမင်းရဲ့မိဖုရားတမဖြစ်ပါတယ်။နေရတိယပတိမင်းကြီးကမိဖုရားများထဲမှာမိဖုရားဘွားဆောကိုအယိုးသေးဆုံးဖြစ်ပြီးမိဖုရားဆောလုံးကိုတော့အချစ်ဆုံးဖြစ်ခဲ့ပါတယ်။ရှမ်းမင်းတိမင်းတမဖြစ်တဲ့မိဖုရားဆောလုံးဟာရှမ်းသွေးပါသူဖြစ်ပြီးအလှသွေးကျွဲကအချက်အင်းကြီးမှသူလည်းဖြစ်ပါတယ်။ နေရတရားပတိမေယအကြည်စားတန်တလို့အမျက်တော်သားလည်းကြည်ပြီးစိတ်မထင်ရင်မထင်တလို့ဖိလုတ်တက်တူလည်းဖြစ်ပါတယ်အကြည်စားတန်ဒေါသကြည်သူနေရတရားပတိမေနဲ့အချက်ကြီးသူမိဖုရားဆောလုံရဲ့ပြတနာတခုတော့တချံပွဲတော်နေမှာစခဲ့ပါတယ်နေရတရားပတိမေယနှွေရသည်ပူအိုက်ချိန်မှာရှေးတွင်ပွဲတော်ချင်းပါလိရှိပါတယ်မိမိဖေယမမမိတန်စုံလင်စွာနဲ့ခြေကစားကြတဲ့နန်းတွင်တချံပွဲတော်မှာနေရာတရာပတိမေယ အိနီကြီးလွန်းသူမိဖုရားဆောလုံးကို အခုလိုကြီးစားခဲ့ပါတယ်။ဟဲ့ဖူတငယ်မဆောလုံးကိုရေးပတ်စံမြန်မြန်ပတ်ပြီနော်ကြားရလားမောင်မငယ်လေဘယင်မင်းမြတ်ရဲ့အမိစကားကြောင့်ပျော်ရွှင်စွာနဲ့မိဖုရားဆောလုံးကိုခြေလောင်းပါတော့နေရတီရပတိမင်းရတော့ဆောလုံးရဲ့အဖြစ်ကိုကြည့်ပြီးအားရပါရချီမုန်းနေပါတည်းဒီစားခံရသူဆောလုံးခင်ဗျာမှာတော့မောင်မငယ်ရဲ့ခြေလောင်းခြင်းကို တလှကြီးခံနေရပါတော့တယ်။ကြားမိပြများမှာတော့အချမ်းယုံများသာခြေလုံးခံခဲ့ရပြီးဒီပြားဆောလုံးတယောက်ထဲသာသပင်နဲ့တကွတကောလုံးဆွဆွဲဆူနေပြီးရွှဲအောင်မောအောင်ခြေလုံးခံခဲ့ရပါတယ်။အရှက်အကြောက်လွန်စွာကြီးလာတဲ့ဒီပြားဆောလုံးဟာလူကြားထဲမှာတခုလိုအရှက်ခွဲခံရတဲ့အတွက်မင်းကြီးကိုအညှို့ထကကလေးစားချင်ရန်ကြံစီပါတော့တယ်။ဒီတော့အစားအသောက်ခုံမင်းလုံးတို့နေရတရာပတိမင်းကြီးကို ဝဲတော်အုံမှာအစိတ်ခရံကြံစီပါတဲ့မင်းကြီးဟာဝဲတော်တေကန်ဒီမှာဖုံးကန်ကြောင့်အနီးနားမှာဝိရကောင်နှာချီတာကိုသိမတတ်ဖြစ်မိလေတဲ့လွယ်ဇာတော်ခေါ်မဲ့ဝဲတော်အုပ်ကိုခွေးကိုခြားကျွေးလိုက်တဲ့အခါတခဏအတွင်မှာပဲခွေးကအစိတ်မိပြီးပေသွားပါတော့တယ်မင်းကြီးလည်းဝဲတော်အုပ်ဆက်တဲ့ဒီပြာကိုစစ်မေးပါတော့တယ်ဟဲ့စောမဒီကနက်လက်ချက်မလားအမှန်ပြောစမ်းကျွန်တော်မျိုးမှမသိကြောင်းမှအရှင်မင်းကြီး ဒီပွဲတော်စာစောလုံးရဲ့ပွဲတော်စာဖြစ်ပါတယ်။သူနေမကောင်းလို့သူ့ကိုယ်စားဆက်တာပို့ဆောင်ပေးခြင်းသာဖြစ်ပါတယ်ဖေဟာ။ထို့နောက်စောလုံးကိုခေါ်ယူစင်မေးရာဒီစောလုံးအမိုက်မတင်းငောက်ကိုတိတ်ချောင်းကြံတာလား။မင်းညင်ရသလားပြောစမ်းမိုက်မ။စောလုံးကငင်းခွေခြင်းမပြုဘဲဝန်ခံလိုက်ပါတယ်။ကျွန်ုပ်အစ်မင်းကြီးကိုတိတ်ချောင်းကြံပြီးမှအမှန်ပါပဲ။မငင်းခွေပါဘူး။အမိုက်မစောလုံး တင်းကိုအသိတက်ရမယ်။ဘာကြောင့်ငါ့ကိုတည်စီခြင်းရတယ်လဲ။ပျော်စမ်းတင်းမင်းကြီးကျွန်ုပ်ကိုလူပုံအလဲမှာအရှက်ခွဲခဲ့လို့ပဲ။မစ္စရေးတဲ့မင်းမတော့ကျွန်ုပ်တကူလုံးနှင်မောအောင်မောင်မငယ်တူရေးလောင်းချက်အတင်းမင်းကြီးရဲ့ခိုင်းစေချက်ပဲ။အချမ်းမီပြားမောင်မရဲ့အလဲမှာကျွန်ုပ်ကိုတိတ်ခါချခဲ့တယ်မဟုတ်လား။တင်းမလုံးကြည့်ရတယ်မစ်စောလုံး တဲ့ကိုကိုချင်းဆောင်ထိုးပြီးတန်ချက်တင်၍အတေတဆေတကယ်တော့နေရတိယပတိမေယစောလုံးကိုချစ်မြတ်နူးလာပါတယ်ချစ်လွန်းလို့လဲမိဖုရားတွေအများကြီးတွေကတိတန့်ရွေးထုတ်ပြီးကြည်ဆယ်ခြင်းကိုစောလုံးတဘုံပောက်ခဲ့ပါအောင်စောလုံးမရှိတဲ့နောက်ပိုင်းနေရတိယပတိမေမှာနေ့စဉ်နဲ့အမျှပူဆွေးနေရပါတော့တယ်စတော်ခေါ်တဲ့အခါနနနူထရအချိန်တွေမှာ ဆောလောဆောလောဆောလောဟိုရေရောင်ရမ်းပြီးတဖော့ဖော့ခေါ်နေရပါပြီအရှင်မင်းကြီးဆောလောကိုအရှင်မင်းကြီးတည်ရန်ပေးလိုက်ပါပြီဆောလောမရှိတော့ပါဘူးခင်ဗျာလို့မိဖုရားဖော့ဆောကအတိပေးရှောက်ထားရပါတယ်ထို့အခါမှာမင်းကြီးလည်းနောက်ခါမှာ ငါကတက်စီလို့ဆိုတိုင်းမတက်ကြနဲ့ဩတလာတန်ဒီတလာတန်ဒီထားပြီးတည်ထိုင်မှတည်စီမြန်မှန်ကြီးလာတော့ဘယင်းမင်းမြတ်ထံမှရရှိလိုက်တဲ့စုလက်ကြီးလိုပဲဆိုရမှာပါမိဖုရားစောလုံးဟာဘယင်းမင်းမြတ်လွန်စွာချစ်မြတ်နိုးလာတဲ့မိဖုရားတစ်ပါးဖြစ်ခဲ့ပြီးမဲ့ရေဘက်ကစားရင်ကလူကြီးစေခြင်းကိုခွင့်လွတ်တင်နေခြင်းမရှိပဲအမှတ်အစွဲကြီးပြီးလက်စားချီခဲ့ရမှသာပြုပြီး က်သက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒီဇလန်လေးကိုနောက်ဆင့်ပြီးတော့တဲ့အခါမှာအိုဖီလီယာရဲ့ပိတ်သက်ကြီးတွေလည်းတကြနောက်ကန်ဖျက်မဲ့ဇလန်တပုတ်ကနေပြီးသင်္ကန်းစာတွေတွေးတော့ဆင်ကျင်စရာတွေရရှိသွားလိမ့်မယ်လို့ညွှန်လင်းပါတယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။